အင်အားလာရောက်ဖြစ်တဲ့စစ်ကောင်စီရဲ့ MI-17 စစ်ရဟရင်၃စီးတွေကနှစ်စီးကို KIA ပူးပေါင်းတပ်တွေကပစ်ချနိုင်ခဲ့တယ်လို့သိရပါဗျ။မေလ20ရက်နေ့မနေ့ကကချင်ပြည်နယ်ဗမော်မြို့နယ်စကခ21ကိုအင်အားဖြည့်တင်းမှုပြန်တန်းလာတဲ့စစ်ရဟရင်၃စီးတွေကနှစ်စီးကို KIA ပူးပေါင်းတပ်တွေကပစ်ချခဲ့တာဖြစ်ပါတယ်။ပစ်ချလိုက်တဲ့ရဟရင်၅စီးတွေက တစ်စီးသာတော့ ရှကူမြို့နယ်မင်းလာမြို့နယ်ကွယ်စီငန်းရွာအနောက်ဘက်တောထဲကိုပြတ်ကျသွားခဲ့တာဖြစ်ပါတယ်။အဆိုကရဟန်းရင်ပြတ်ကျရာတောထဲကို KNY ပူပေါင်းတပ်တွေကရှာဖွေသေးပြီးရဟန်းရင်အပြတ်အစည်းတွေနဲ့တူရဟန်းရင်မူကပ္ပတိန်ဘူကြီးမြို့ထက်အောင်ရဲ့ရုံးမပြတ်သေးတဲ့အလောင်းကိုလည်းတွေ့ရှိခဲ့ပါတယ်။ဒါပြင်လင်းမော်နိုင်ပါလာတဲ့ဘူကြီးနှုံနဲ့တူအခြားလေတပ်သား၄ဦးလည်းတေဆုံးခဲ့တယ်လို့သိရပါတယ်။ တခြားစစ်ရဟတ်ယင်တစည်းကတော့ရွှေကူမြို့မှာအရေးပေါ်ဆင်းသက်နိုင်ခဲ့တယ်ဆိုပေမဲ့ဂျဟန်ယင်ဟာဘေးတစောင်းလဲကမီးလောင်ခဲ့ပြီးတံငါတွေလည်းကျိုးပြတ်သွားတယ်လို့ဆိုပါတယ်ဆေယနာသိမ်းပြီးနောက်9နှစ်အတွင်း KIA ယခုပြစ်ချခဲ့တဲ့စစ်ရဟတ်ယင်နှစ်စီးအပောင်းဝင်2022ခုနှစ်မေလ3ရက်နေ့က MI 35တိုက်ခိုက်ရဟတ်ယင်တစည်း2024ခုနှစ်ဇန်နဝါရီလ3ရက်နေ့က စစ်တပ်ထောက်ဖို့ MI70 ရဟရင်တစည်းနဲ့2024ခုနှစ်ဇန်နဝါရီလ16ရက်နေ့ကတရုတ်လုံ FTC 2000တီတိုက်လေရင်တစည်းစစ်စုဝန်စစ်ဟရင်၄စည်းနဲ့တိုက်လေရင်တစည်းကိုပြစ်ချနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ထောက်ပံ့ရေးပစ္စည်းတွေပို့ဆောင်ပြီးပြန်လာတဲ့လမ်းခရီးတွင်ဗမော်မြို့အနောက်ဘက်မီတာ3000ခန်းအရောက်မှာရဟရင်တစည်းကစက်ချိုရင်းတို့မတော်တဆပြတ်ကျသွားတယ်လို့စစ်ကောင်စီဘက်ကတော့ထုတ်ပြန်ထားပါတယ်။